မင်္ဂလာပါရှင်။ပကံနေရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးတော့မှာပါ။ Skyline ကလေးမြို့နယ်၊ကန့်ကောမြို့နယ်နဲ့ချင်းပြည်နယ်ဖလန်းမြို့နယ်တီးတိမ်မြို့နယ်တွေမှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီးစစ်တပ်ရဲ့ဗိုလ်မှူးဗိုလ်ကြီးအဆင့်ပါဝင်တရားခန့်ကိုချိန်မုံနိုင်ခဲ့တယ်လို့ချင်းပြည်ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။တိုက်ပွဲတွေမှာစစ်သုံးပန်းချို့ကိုဖမ်းဆီးရမိခဲ့ပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။ ချင်းပြည်ဆိုရတက်ဖွဲ့ရဲ့စစ်ကြောင်းတက်စစ်ကြောင်းနှစ်တို့ဟာကလေးမျိုးနဲ့ကံကောမျိုးနဲ့ဖလန်းမျိုးနဲ့တီးတိမ်မျိုးနဲ့တွေမှာစစ်ကောင်စီတက်တဲ့တိုက်ပွဲတွေဖြစ်ပွားနေတာပါစစ်ကြောင်းတက်ဟာကလေးမျိုးနဲ့ကံကောမျိုးအကြားမှာမိဖက် Facebook PDF ပါဝင်ចောင်းသားတက်မတော် ABSDF PDF KI တရင်ပါကဖာ Your Defense Force YDF စတဲ့မဟာမိတ်အဖွဲ့တွေနဲ့လက်တွဲပြီးစစ်ကောင်စီတက်ကိုတိုက်ခိုက်နေတယ်လို့သိရပါဗျာ စစ်ကြောင်းနဲ့ဟာဖလန်းမျိုးနဲ့ဝေဝူလာမျိုးအကြားတီးတိမ်မျိုးနဲ့ခိုင်ကန်းမျိုးအကြားမှာချင်းနေရှင်နဲ့ Defense Force CNDF PDF ဆိုလန်စတဲ့မိဖတ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေတယ်လို့ထုတ်ပြန်ပါတယ်စစ်တပ်ကနိုဝင်ဘာလ6ရက်နေ့ကနေနိုဝင်ဘာလ16ရက်နေ့ထိ Jet Fighter ဝိုင်းတွဲယာဉ်တွေနဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေစက်တိုက်ပြုလုပ်ခဲ့တယ်လို့ချင်းပြည်ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ စကိုင်းတိုင်းမုံရွာမြို့နယ်တာစီရွာရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးရဲလေးဦးပွဲချင်းပြီးတေဆုံးခဲ့တယ်လို့ Rocket Fighter တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။မနေ့ကနိုဝင်ဘာလ18ရက်နေ့မနက်ပိုင်းမှာမုံရွာထောင်အနီးကတာစီရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။တော်လန်ရေးရဲဘော်တွေအထီးကိုင်းမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်စင်ရေးကို Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ချင်းတွင်းနေဦးတော်လိုင်းအင်အားစုညာဦးခရိုင် တက်ရင်သုံးဘိုးကြားကြီးအဖွဲ့ဒီပေးရင်ဘူတလင်တပ်ပေါင်းစုမြို့ပြတောက်ကြားတပ်ဖွဲ့နဲ့နေပြည်တော်တပ်ဖွဲ့တွေပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။မကွေးတိုင်းပေါင်းမြို့နယ်မှာစစ်တပ်ကစစ်ကြောင်း၃ကြောင်းဖြတ်ပြီးစစ်ကြောင်းထိုးနေတာကြောင့်ကျေးရွာ၄၂ရွာကအိမ်ပေါင်းစု8500လူဦးရေ 3500ခန်းဟာနီးစက်ရတောတောင်တွေထဲမှာစစ်ပေးရှောင်နေရတယ်လို့ပေါ့မျိုးလူသားချင်းစာနာထောက်ထားရေးဌာနကထုတ်ပြန်ပါတယ်။မနေ့ကပေါ့မျိုးနယ်မြောက်ပိုင်းကိုစစ်တပ်ကအင်အားများပြားနဲ့စစ်ကြောင်းထိုးနေပြီးပေါ့မျိုးကပ္ပစာ24လက်နက်စက်ရုံကနေလက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်နေတာကြောင့်အထူးကူးစိုက်ပေးကြဖို့တတိပေးထားပါတယ်။ ပေါ့မြွနယ်မှာစစ်တပ်ကအော်တိုဘားလနောက်ဆုံးအပတ်ကစလို့စစ်ကြောင်းထိုးနေပြီးပြည်သူ900ကိုတပ်ဖြတ်ထားတယ်လို့အညာမြေတပ်ပေါင်းစုကထုတ်ပြန်ပါတယ်။ပေါ့မြွနယ်အတွင်းမှာနိုဝင်ဘာလ3ရက်နေ့နဲ့နိုဝင်ဘာလ5ရက်နေ့တွေမှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ပြီးစစ်တပ်က18ရောက်သေဆုံးခဲ့တယ်လို့ပေါ့မြွနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဇဂိုင်းတိုင်းမှာစစ်တပ်စစ်ကြောင်းထိုးနေတာကြောင့်ခင်ဦး၊ရေဦး ကန့်ဘလူမျိုးနဲ့ခြေရွာတွေမှာလည်းဒေသခံထောင်ချီစစ်ပေးရှောင်နေရပြီးအရေးပေါ်ကူညီတွေလိုအပ်နေတယ်လို့ခင်ဦးမျိုးနဲ့တရင်မှန်ပြန်ကြားရေးဖွဲ့ကထုတ်ပြန်ပါတယ်။ဗကန်မျိုးရဲ့နောက်ဆုံးရသတင်းတွေကိုနားဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။